ငွေချင်းတော့ဖုန်းတစ်လုံးဝယ်တဲ့အခါဆက်သွက်တဲ့ဖုန်းမျိုးဆက်မဟန်းတဲ့ဖုန်းမျိုးလိုချင်ကြမယ်ဆိုတာသိကြပါတယ်ဟာကင်မရာရှယ်ကောင်းဝင်ရပြီဆက်လေးတဲ့ပြဿနာမရှိဘူးဒီလိုငွေချင်းတွေတော့မရှိတော့ဘူးလို့ထင်ပါတယ်ဗျဖုန်းသွက်ဖို့ဆိုရင်ငွေချင်းတွေအားလုံးပဲတည်တဲ့အတိုင်းတုံးထားတဲ့ SOC ကကောင်းရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဘလောက်ပဲကောင်းတဲ့ SOC တုံးထားတုံးထား flagship SOC တုံးထားတုံးထား SOC ကောင်းရုံနဲ့ဖုန်းသွက်တာမျိုးမရှိပါဘူးဗျလူလေး ဟုတ်ပါတယ်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် SOC ကအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်တာမျိုးရှိပါတယ်။ဒါမှမဟုတ်ပေါ့ဗျာ SOC တခုကောင်းယုံနဲ့ဖုန်းကတွက်တာမျိုးမရှိပါဘူးဗျာ။ SOC နဲ့အတူကျွန်တော်ကြည့်ရမှာ storage type ပဲဖြစ်ပါတယ် eMMC လား UFS လား UFS ဆိုရင် UFS 2.1လား UFS 2.2လား UFS 3.0လား UFS 3.1လား UFS 4.0လားလက်ရှိအချိန်မှာတော့ eMMC ကိုလုံးဝရှောင်ဖို့ပြောလို့ပါတယ်။ဒီမှာတကယ်ကျွန်တော်ဖုန်းတစ်လုံးရဲ့ storage type ကိုသိချင်တယ်ဆိုရင် Google လေးတွက်လိုက်ပါဖုန်းနာမည်ရိုက်လိုက်ပါနောက်မှကျွန်တော် storage type ဆိုရင်မှရိုက်လိုက်ပါကြာလာမှာဖြစ် ြစ်ပါတယ်အဲ့ဒါတော့ကိုယ့်ရဲ့ဖုန်းရဲ့ storage type ပဲဖြစ်ပါတယ်နောက်ဆုံးကျတော့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့အတူ GSM Arena ဆိုရင်မရဲလဲပါ GSM Arena website တဲ့ဝင်လိုက်ပါအောက်မှာကြည့်မယ်ဆိုရင် storage နေရာတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့မှာလည်းသူက storage type ပေါ်ပြပေးထားတာမျိုးရှိပါတယ်ဗျတကယ်ကျိုးကြိုက်တဲ့နည်းနဲ့ရှာလို့ရတာမျိုးရှိပါတယ် storage type မှာ number ကမြင့်လေတကယ်ကျွန်တော်ဖုန်းကလည်းတွက်လေးပဲဖြစ်ပါတယ်ဥမာ UFS 2.13ဆိုင် UFS 2.2ကကျော်ပို့ပြီးတွက်တာမျိုးရှိပါတယ်2.2တိဆိုင်3.0ကပို့ပြီးတွက်တာမျိုးရှိပါတယ်3.0ထက်တိဆိုင်3.1ကပို့ပြီးမှတွက်တာမျိုးရှိပါတယ်အဲ့လိုပုံစံပေါ်ပြကနန်းမြင့်လေတကယ်ကျွန် ျွန်တော်ဖုန်းကပူတွက်လေးပဲဖြစ်ပါတယ် အခုလိုကျွန်တော်2025အချိန်မှာ eMMC storage type နဲ့လာတဲ့ဖုန်းလေးကိုတော့အတက်နိုင်ဆုံးရှောင်မှုကျွန်တော်ပြောလို့ပါတယ်ဗျာဒီမှာကျွန်တော် smartphone company ဘက်ကနေဒီ storage type အမြင့်ပေးနိုင်တော့လဲပဲတခါတခါမပေးတာမျိုးရှိပါတယ်ဥပမာကျွန်တော် Samsung Galaxy A26 မှာကြည့်ရမယ်ဆိုရင်သုံးထားတဲ့ SoC က Exynos 1380သုံးထားတာမျိုးရှိပါတယ်။ဒါပေမဲ့ UFS ကပေါ်ပြ2.2တွေ့မြင်ရတာမျိုးရှိပါတယ်။ DHL SoC 1380ကိုကြည့်ရမယ်ဆိုရင် UFS 3.1အထိ support လုပ်တာမျိုးရှိပါတယ်။ဒါပေမဲ့လည်းကျွန်တော် A26 မှာကြည့်ရမယ်ဆိုရင် UFS 2.2အထိပဲကျွန်တော်ပေးလိုက်တာမျိုးရှိပါတယ်။အဲ့လိုပုံ ံစံပေါ့ဗျာ smartphone company ဘက်ကနေ limit လောက်တာမျိုးလည်းရှိပါတယ်ဗျာဒီမှာကျွန်တော်နောက်တစ်ခုဖုန်းသွက်ဖို့အရေးကြီးတာတော့ RAM ပဲဖြစ်ပါတယ်ဒီမှာကျွန်တော် RAM များတိုင်းပေါ့ဗျာဖုန်းသွက်မယ်ဆိုတာပြောချင်တာမဟုတ်ပါဘူးဒီ RAM နဲ့ပတ်သက်ပြီးမှကျွန်တော်တကယ်ချင်းတို့ video တင်ထားပြတာရှိပါတယ်တကယ်ချင်းအများစုအနေနဲ့တော်တော်လေးကိုနှစ်သက်ခဲကြတာမျိုးရှိပါတယ်ဒီ video ကြည့်မှ FLIO လေးကိုလည်းကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာ RAM လို့ပြောတဲ့နေရာမှာကျွန်တော်က RAM 4GB RAM 6GB RAM 8GB RAM 12GB ဒါတွေကိုကျွန်တော်ကြည့်တာမျိုးရှိပါတယ်ဒါပေမဲ့တကယ်ချင်းတို့ကြည့်ရမှာ RAM type ကိုကြည့်ရမှာဖြစ်ပါတယ် LPDDR4 လား LPDDR4X လား LPDDR5 လား LPD NVIDIA5X လား DHO RAM type မှာကြည့်ရမယ်ဆိုရင်ကနန်းမြင့်နဲ့တကယ်ကျွန်တော်ဖုန်းကပိုတွက်လေးဖြစ်ပါတယ်။ဒါပေမဲ့ကနန်းအမြင့်တွေကိုကြည့်ရမယ်ဆိုရင် flagship ဖုန်းတွေမှာတွေ့မြင်ရတာမျိုးရှိပါတယ်။ဥပမာဆို LPDDR5 တို့ LPDDR5X တို့ပေါ့ဗျာ။ပုံမှန်ကျော့ budget ဖုန်းတို့ mid-range ဖုန်းတွေမှာကြည့်ရမယ်ဆိုရင်များသောအားဖြင့်ပေါ့ဗျာ LPDDR4X RAM တွေကျော်သုံးထားတာမျိုးရှိပါတယ်။ DHO ကနန်းအနောက်မှာ X ကဘာကိုပြောရလဲဆိုတော့မေးစရာရှိပါတယ်။ဥပမာကျော်ဒီ LPDDR430 ဆိုင် 4X ကပုံမှန်ကျော့ improve ဖြစ်တဲ့ version လို့တကယ်ကျွန်တော်ပြောလို့ရပါတယ်။ LPDDR530 ဆိုင် LPDDR5X ကပုံမှန် ကကောင်းတဲ့ version လို့ပြောလို့ရပါတယ်။ဒါကြောင့်အရေးကြီးတာတော့ဒီရဲ့ RAM type တွေကိုတည်ထားဖို့အရေးကြီးတာဖြစ်ပါတယ်။နောက်ဆုံးကျတော့ဒါတွေအားလုံး okay သွားပြီ။ damage ကို software UI ကကို lag ဖြစ်နေရင်ငောတကယ်ကျွန်တော်ဖုန်းကတွက်အောင်မလားဆိုတာမေးစရာရှိပါတယ်။ဟုတ်ပါတယ်ကျွန်တော်ဒီမှာကြည့်ရမယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းရဲ့ UI ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။ဘလောက်ကောင်းတဲ့ specs တွေတုံထားတုံထားကိုယ့်ရဲ့ဖုန်းရဲ့ UI ကကို lag ဖြစ်နေရယ်ဆိုရင်တော့ဖုန်းကားပေါ်ရလေးတို့တကယ်ကျွန်တော်တေချာပေါက်ခံစားရပါလိမ့်မယ်။ UI ကိုကြည့်ရမယ်ဆိုရင်တော့ smartphone company ပေါ်မှာမူတည်တာဖြစ်ပါတယ်။သူတို့ဘလောက်ထိမှကောင်းကောင်း optimize လုပ်ထားလဲမလုပ်ထားဘူးလေပေါ့ဗျာ။ UI UI ကလည်းတယောက်နဲ့တယောက်အကြိုက်တွေကမတူပါဘူးဗျာ UI နဲ့အများကြီးတွေးမြင်ရတာမျိုးရှိပါတယ်ဥပမာပြောရမယ်ဆိုရင် Samsung ရဲ့ One UI လား Xiaomi ရဲ့ Hyper OS လား OnePlus ရဲ့ Oxygen OS လားအစရှိသမျှပေါ် UI နဲ့အများကြီးတွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ UI နေရလေပေါ့ဗျာကောင်းကောင်း optimize ဖြစ်နေမှတကယ်ကျွန်တော်ဖုန်းကပေါ့ဗျာတွက်မှာဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်တခါတခါကြုံမှုကြပါလိမ့်မယ်ကိုယ့်ရဲ့ဖုန်းမှာကြည့်မယ်ဆိုတော့ specs တွေကလုံးဝရှေ့တုံးလာတဲ့အတိုင်းပဲလေဖုန်းက lag ဖြစ်တယ်လို့ခံစားနေရတယ်ဆိုရင်တော့ UI ပေါ်မှာကျွန်တော် problem ရှိတာဖြစ်ပါတယ်ဒီမှာကျွန်တော်ဖုန်းကလုံးတွက်ဖို့ဆိုရင်တခြားအရေးကြီးတဲ့အချက်တွေလည်းတွေးမြင်ရတာမျိုးရှိ ိပါတယ်ဥပမာပြောရမယ်ဆိုရင် screen refresh rate ပေါ့ဗျာ 60Hz လား 90Hz လား 120Hz လား 144Hz လားနောက်တစ်ခုကတော့ cooling system နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်ဖုန်းတအားကြီးပူလာတဲ့ဆိုရင်ဒီအပူချိန်ကိုထိန်းဖို့အတွက် cooling system ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဒီရချောအပူချိန်ကိုမထိန်းနိုင်ဘူးဆိုရင် thermal throttling ရ CPU ကတကယ်ကျွန်တော် performance ကို short ချလိုက်တာမျိုးရှိပါတယ်အဲ့ချိန်ဖုန်းက lag ဖြစ်မှာဆိုတာသိကြပါတယ်ဒီမှာချော cooling ကောင်းကောင်းသုံးထားရဆိုရင်တော့ဒီရအပူကိုပေါ့ဗျာဒီရ cooling ကကောင်းကောင်းအလုပ်လုပ်ပြီးမှဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဖုန်းလေးဒါတော်တော်လေးကိုရော့ချသွားမှာဖြစ်ပါတယ်ဒါတွေအားလုံးကလည်းပေါ့ဗျာဒီ ရဲ့ front line တွက်မလားမတွက်ဘူးလားဒီပေါ်မှာတော်တော်လေးဟိုစကားပြောတာမျိုးရှိပါတယ်တဆုတ်တကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့ front line တွက်ဖို့အတွက်ဘယ်အချက်တွေတည်ထားဖို့လိုလဲအရေးကြီးတဲ့အချက်တွေအားလုံးနဲ့ပတ်သက်ပြီးမှကျွန်တော်နားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာတဆုတ်ရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုမြတ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ